တကောင်စီရှေ့ပြေးရလထုတ်ပြန်ခဲ့တဲ့စာရင်းမှာပြည်ပရောက်မြန်မာနိုင်ငံသားတွေပါဝင်မှုမရှိသေးပဲမြန်မာနိုင်ငံသားအလုံးပါဝင်တဲ့တကောင်စီနောက်ဆုံးရလကို2015ခုနှစ်မေလမှာထုတ်ပြန်ပေးမယ်လို့လူဝင်မှုကြီးကြေးရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးခင်ကြီးကပြောပါရယ်။ဩဂတ်လ30ရက်နေ့ကရန်ကုန်မြို့ရှိကန်တော်ကြီးပဲလေးဟိုတယ်မှာတကောင်စီရှေ့ပြေးရလနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းမှုပြုလုပ်ခဲ့ပြီးအဲဒီပွဲမှာပြည်အောင်စုဝင်ကြီးက ိုအရင်ပထမဆုံးကြေညာခဲ့စဉ်ကလူဦးရေ60တန်းကျော်ဟာနှစ်ပေါင်း30လောက်စည်ရင်မကောက်ခဲ့တာကြောင့်1983ခုနှစ်မှာကောက်ခဲ့တဲ့စည်ရင်ပေါ်မူတီကတိုင်းနယ်ပြည်နယ်တွေမှာစင်ပယ်ကွက်တွေယူထားကတိုးနှုတ်နဲ့ထည့်သွင်းတွက်ချက်ပြီးမှန်းဆခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီစင်ပယ်ကွက်တွေကြောင့်လည်းဆိုတော့ဒီနာနာဆက်ဆက်နိုင်ဒီတော့တောင်းဆိုရင်းနေနာနာစက်ပြည်ညမှာရှိနေတယ်ကျွန်တော်ရှိနေတဲ့စီမံဆိုရင် ိုင်ငံသားပါရှိနေတာအားဆောင်နေတယ်။ကျွန်တော်တို့အရင်ကတည်းကတာ။ဟုတ်ပါဘူး။အဲ့လိုပဲအလုပ်သွားလုပ်နေတယ်မပါသေးပါဘူး။အဲ့ဒါဘယ်ကုနာပါ၄၀ဆိုဆက်ရတယ်။အဲ့တော့ခုနပြောတဲ့ညမနေကနေမြေပြမှာဆက်ဆက်နဲ့ဘယ်တော့ဆိုဘူးလဲ။ဘာသာစကားတွေညမှာရှိတဲ့ပုံကိုယ်တွေနိုင်ငံသားကတောင်းထားဆောင်နေတဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေပါလစီတွေရှင်းနေသူတွေစီလက်နဲ့ပေါင်းတာနဲ့တောင်းပေါ်တော့ စတဲ့တဲ့ပါရှေ့ပြေးတကောင်စင်းရရလက်အရာလူဦးရေ51တသမ4တန်းကျော်မှာအမျိုးသားဦးရေ24တသမ8တန်းရှိပြီးအမျိုးသမီးဦးရေ26တသမ5တန်းရှိကအမျိုးသမီးဦးရေက1တသမ9တန်းပိုတယ်လို့ဖော်ပြထားပါတယ်လူဦးရေအများဆုံးမြို့ဟာရန်ကုန် AR မန္တလေးမြို့တွေဖြစ်ပြီးအနည်းဆုံးမြို့တွေကတော့ကယားပြည်နယ်ချင်းပြည်နယ်နဲ့နေပြည်တော်တို့ဖြစ်တယ်လို့သိရပါတယ် လက်ရှိမှာတော့2014ခုနှစ်မတ်လ30ရက်နေ့ကနေဧပြီလ10ရက်နေ့အထိသကောင်စင်းရည်ညွှန်းချိန်သက်မှတ်ကကောက်ယူခဲ့တဲ့စည်ရင်းအရာရရှိခဲ့တဲ့မြန်မာနိုင်ငံလူဦးရေဟာ51.4သန်းကျော်ဖြစ်ပြီးအဲဒီစည်ရင်းမှာပြည်ပမှာတာဝန်ထမ်းဆောင်နေတဲ့တန်တမန်စည်ရင်းတွေပါဝင်ပါတယ်။ဒါပေမဲ့ပြည်ပမှာအလုပ်လုပ်နေတဲ့နိုင်ငံသားတွေရဲ့စည်ရင်းတွေပါဝင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်တလောရရှိထားတဲ့စည်ရင်းနဲ့ပြည်ပရောက်မြန်မာလူသားတွေစည်ရင်းပေါင်းမိပါက မြန်မာနိုင်ငံရဲ့လူဦးရေစရင်အမှန်ထွက်လာမှာဖြစ်ပြီးအဲ့ဒီလူဦးရေစရင်ဟာတန်း60ရှိနိုင်မှာမဟုတ်ဘူးလို့ခန့်မှန်းထားကြောင်းပြည်တော်စုဝင်ကြီးဦးခင်ကြီးကပြောပါရယ်အရင်ကပြောခဲ့တဲ့မြန်မာနိုင်ငံလူဦးရေတန်း60ဆိုတာဟာအရင်ကရှိခဲ့တဲ့စရင်နဲ့ ၊မွေးနှုံတွေ၊သေနှုံတွေကိုခံမှန်းထားတာဖြစ်ပြီးခံမှန်းချိန်မှာအောက်မိုက်ဂရေးရှင်းတွေထက်ထွက်မထားဘူးလို့လူဝင်မှုကြီးကြေးရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနညွှန်ကြားရေးမှူးဒေါက်ခိုင်ခိုင်စိုးကဆိုပါတယ်။လက်ရှိမှာစည်ရင်းနေနဲ့မြန်မာနိုင်ငံလူဦးရေ51.4သန်းကိုပဲအတည်ယူရမှာဖြစ်ပါတယ်။ဒီပောက်ရောက်လူဦးရေစည်ရင်းတွေဟာ2015ခုနှစ်မေလမှာထွက်ရှိလာမှာဖြစ်ပြီးပြည်ပမှာရောက်ရှိနေတဲ့လူဦးရေစည်ရင်းတွေဟာအဲ့ဒီခါမှသာပါဝင်လာမယ်လို့သိရပါတယ်။